အပြည်ပြည်ဆိုင်ရာချက်ချိန်အနည်းနဲ့လာဇန်းဒီအသင်းတွေအဖွဲ့ချုပ် IFRC ကမြန်မာနိုင်ငံရှိအင်အားပြင်းကလေးရင်တန်းကြုံတွေ့ခဲ့ရသူတွေကိုအကူအညီပေးဖို့အတွက်မက်စလာ30ရက်မှာအမေရိကန်ဒေါ်လာတန်း100ကျော်ကိုအရေးပေါ်တောင်းခံခဲ့ကြောင်း CMA မှဖော်ပြခဲ့ပါတယ်။ကမ္ဘာအကြီးဆုံးလူသားချင်းစာနာထောက်ထားမှုကွန်ရက်ဖြစ်တဲ့ IFRC ရဲ့ပြောကြားချက်အရမြန်မာနိုင်ငံအလဲပိုင်းမှာမက်စလာ28ရက်က Vester Scale 0.3ပြင်ရရှိငလေးရင်တစ်ခုလုတ်ခတ်ခဲ့ပြီးနိုင်ရီအလိုက်အကူအညီတွေလိုအပ်နေကြောင်းပြောကြားခဲ့ပါတယ်။ကူညီထောက်ပံ့မှုတွေကိုအချိန်မြင့်တင်ဆောင်ရွက်ဖို့ ဖို့အတွက် IFRC အနေနဲ့အသက်ကယ်ဆောင်ရွက်ချက်တွေနဲ့လာမယ့်24လကျော်အတွင်းအစောပိုင်းပြန်လည်ထူထောင်ရေးတွေဆောင်ရွက်ဖို့အတွက်လူတသိန်းအိမ်တော်စုနှစ်သောင်းကိုကူညီနိုင်ဖို့အမေရိကန်ဒေါ်လာ135သန်းကိုအရေးပေါ်တောင်းခံလိုက်ရပါတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အပူချိန်မြင့်တက်နေပြီးမုတ်တုံရာသီရောက်ရှိလာခြင်းနဲ့အတူငလျင်တန်တဲ့နေရာတွေမှာဒုတိယမြောက်အကျယ်တဲမပေါ်ပေါက်မီတည်ငြိမ်မှုချက်ချင်းလိုအပ်နေကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါကတဘာဝဘေးရန်တွေတခုပဲမဟုတ်ပါဘူး။အဲ့ဒါကအားနေတဲ့လူတွေအပေါ်ကြာရောက်လာတဲ့ရှုပ်ထွေးနေတဲ့လူသားချင်းစာနာထ ောက်ထားမှုဆိုင်ရာ အကြက်တဲတစ်ခုဖြစ်ပါတယ်လို့ IFRC ရဲ့အာရှပစိဘိတ်ဒေတာဆိုင်ရာညွှန်ကြားရေးမှူးအလက်ဇန်းဒားမာတီယိုကပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံဟာပြည်တွင်းရွှေ့ပြောင်းနေထိုင်မှုတွေနဲ့စားနပ်ရိက္ခာမဖူလုံတဲ့အခြေအနေကိုဆက်လက်ရင်ဆိုင်နေရပါတယ်ဒီငလျင်ဟာပြိုလဲနေတဲ့အခြေအနေကိုပုံမဆိုးရစေပါတယ်ကမ္ဘာအတိုင်းဝိုင်းအနေနဲ့ရဲရင်ပြီးရေရှည်တည်တံ့တဲ့တုံ့ပြန်မှုကိုထောက်ပံ့ပေးနိုင်ဖို့ရှေ့တလန်းတိုးရမှာဖြစ်ပါတယ်လို့ပြောပါတယ်ဒေတာကံမြန်မာစစ်ချေနေအသင်းအနေနဲ့ကုညီထောက်ပံ့ဖို့နဲ့ရှားပွေရေးနဲ့ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုတွေဆောင်ရွက် ွက်နိုင်ဖို့လေ့ကျင့်ထားတဲ့စေနာဝန်ထမ်းတွေကိုစေလွှတ်ထားကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါဗျာ။